အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာကျွန်တော်ကျွန်တော်ရဲ့ညီကောင်မောင်နှမများကိုဖတ်ပြပေးခြင်းတဲ့ဝိတုတို့လေးကတော့ဆာယူဆရာဆရာမောင်စိန်လိုင်းဥတာရေးသားထားတဲ့အဖွားချက်တဲ့မိုဟင်္ဂအယတာပြက်လီရောတလားလို့ညီရတဲ့ဝိတုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာနာတော်တဆင်းပြီးကြာပါအောင်ခင်ဗျာမြမာတိုင်းမိုဟင်္ဂကိုကြိုက်တာများသည်မိုဟင်္ဂသည်တက်ဆာအယပူကံပွင့်ချေဟုဆရာများခေါ်ကြသည် ရက်ွက်များတဲ့တွင်မြေသည့်ဆိုင်အများဆုံးလေဟုမေးလျင်မုံင်းငါးဆိုင်အများဆုံးဟုဖြေရလိမ့်မည်အချို့စင်ရဲသားရက်ွက်တွင်တစ်ဖက်ဆိုင်မရှိပေမဲ့မုံင်းခါဆိုင်တို့ရှိသည်လူရန်စား၃မျိုးရှိသည်ဆိုကြပါသည်လူရန်စား၃မျိုးဆိုသည်မှာအထက်တန်းမှလူရန်စားအလယ်လက်လူရန်စားအခြေခံလူရန်စားများဖြစ်သည်အခြေခံလူရန်စားနံနက်တိုင်းစားသောဗိမုံနင်းနေမကင်းမုံကျွဲတဲ့မုံပြားတလက်များကို အထက်တန်းလွှာလူရန်စားစားခြင်းမှစားလိမ့်မည် ထက်တန်းလာလူရန်စားစားတော့ဟန်ပါကစပြစ်ဒီကိခြေရုံးနဲ့မုံများသည်အခြေခံလူရန်စားနှင့်ဝေးပါသည်အလဲလဲတန်းစားလူရန်စားကတော့အောက်ဆင်းစားလို့လည်းရသည်အပေါ်တက်စားလို့လည်းရသည်ပေါ်ပြပါလူရန်စား၃မျိုးစလုံးရတော့မုံသည်မုံဟင်ခါဖြစ်သည်မုံဟင်ခါသည်အထက်တန်းလာလူရန်စားအလဲလဲတန်းစားလူရန်စားအခြေခံလူရန်စားစားသောမုံမျိုးဖြစ်ပါသည် တော်ရုံတန်ရုံနေမကောင်း၍ခမင်းစားပြည့်နေသူမောင်ကဟိရင်နဲ့ရလျင်ပင်ကတွင်ကောင်းလာသည်တနည်းပြောရလျင်မြမများ၏စေတနာကိုပြ၍ရသောမုံသည်မောင်ကပင်ဖြစ်သည်အပေကြောင့်ဆိုသောမောင်ကစားပြီးတိုင်းမောင်ရေလေးတောက်ပါအောင်လားဟုဆိုပြီးလောကဝပြုလေရှိသောကြောင့်ဖြစ်ပါသည်ကော်ချေရွာအမေစောရင်မောင်ကဆိုလျင်ပကိုးတိုင်းတတိုင်းလုံးမစားဘူးကြပေမဲ့ကြားတော့ကြားဘူးကြသည် အမေစိုးရင်မိုဟင်းကဆိုင်သည်ဘကိုးချီမော်တော်ဖရာတောင်ဘက်နှင့်အနောက်ဘက်မုတ်တွင်ရောင်းသည်နေနေရက်ရက်မှဖရာဖူးများကော်ချဲရွာ အမေစိုးရင်မိုဟင်းကမစားရလျင်ဘကိုးရောက်ရကျွမနေဟုပြောစမှတ်ပြုကြသည်မြမများမိုဟင်းကကြိုက်တယ်လို့ဘောလုံးဘွေးဆိုလျင်ကြိုက်ကြသည်ဝါဒနာပါကြသည်ဘောလုံးကန်လျင်လမ်းဘေးဘောလုံးဘွေး ဘလုံးကိုကိုယ်တိုင်ထူ၍လဲခွင်းတယ်ဘောလုံးပွဲဆိုလျင်လဲကြည့်ကြသည်အထူးသဖြင့်မြမဘောလုံးအသင်းနိုင်ငံသားမှသွားကန်လျင် TV ရှေ့မှာစုပေါင်းကြည့်ကြသည်ကိုယ်အိမ်မှာ TV မရှိလျင်သူတစ်ပါးအိမ်သွားကြည့်ကြလမ်းဘေးလက်ဖက်ရည်ဆိုင်သွားကြည့်ကြအခပင်းယုံများတွင်သွားကြည့်ကြသည်မြမဘောလုံးအသင်းတိုင်းတစ်ပါးအသင်းနှင့်ကန်တော်မြေဆိုလျင်လမ်းမပေါ်မှာလူမများတော့ဈေးထဲမှာလူမစီတော့ ကောင်ရဲထဲမှာရေခွင်းထဲမှာစိုက်ကားကြီးငင်းလဲကြီးမှာလူတွေမတွေ့ရတော့ဤဆက်ရတီဗီပြရာသူတွားသည်အချို့ကကာလာတီဗီအချို့ကအဖြူမဲမောင်ရင်ခါသည်အကြီးစိုးရင်ဤမြေကိုဒေါနာကပညာတဲ့ကျောင်းဆရာသူ့အိမ်မှာအဖြူမဲတီဗီတစ်လုံးရှိသည်အိမ်ကခြေတန်းခြေအိမ်ဆိုတော့အောက်ထပ်မှာအကာမရှိအဖြူမဲတီဗီကိုဘက်ထရီအိုးမှာချိန်ပြီးပြရသည်ဒီနေ့ထူးထူးခြားခြားအကြီးစိုးရင်က ူတာသူမြေအလုံးကိုမွင်ကချက်ကျွေးမိဟုပြောသည်မြမာတိုင်းမျောလင်းခဲ့သောမြမာဘောလုံးအသင်းသည်တိုက်ကားဖလားရရှိရေးအတွက်ပထမအကြိုအဖြစ်မလေးရှားမြေမှာစင်ကာပူနှင့်ကန်ရမည်ကျောင်းဆရာကိုဒေါနာအာပေါင်းအာရင်တန်တန်ဖြင့်မြမာဘောလုံးအသင်းနိုင်ကိုနိုင်ရမယ်မြမာဆိုတာဘယ်အသင်းကိုမှ မရှုံးစေရဘူးဘယ်သူကိုမှမရှုံးစေရဘူးသူ့အိမ်မှာဒီဗီလာကြည့်တဲ့သူများကသူပြောတာကိုကြည်ပြီးအားရဝမ်းသာဖြစ်ကြသည်အားတက်ကြသည် ဘောလုံးပွဲကမလာသည်ကြောညာလာချိန်တွင်ကြောညာကိုပိတ်ပြီးကိုဒေါနာအပြောနှင့်ထိန်ထားသည်တို့ပထမမြန်မာနိုင်ငံတော်ကြီးကိုတိဆောက်ခဲ့တဲ့အနော်ရတာဘရင်လက်ထက်မှာမြန်မာဘောလုံးအသင်းဆိုတာရှုံးခဲ့ရင်ကဘာမှာတို့မြန်မာဘောလုံးအသင်းကိုဘယ်အသင်းမှရှင်းနိုင်မှာမဟုတ်ဘူးအဲ့ဒီမြန်မာဘောလုံးအသင်းမှာမြမလက်ရွေးစင်တွေဖြစ်ကြတဲ့ကြံစစ်သားငထွေယူငလုံးလက်ပဲရောင်ဦးဖီးဆိုတဲ့တိုက်စစ်မှုတွေခံစစ်မှုတွေရှိနေပြီးတာအခုတို့မြန်မာဘောလုံးသမားတွေတော်တယ်ကွာ ကိုဒေါနာဤစကားများကိုနားထောင်ကြရတဲ့ DBG ပြည်သက်များလက်ခုပ်တီးကြသည်နောက်တစ်ခုမင်းတို့မှတ်ထားအောင်မြန်မာနိုင်ငံမှာညကြီးညင်ငယ်တွေအများကြီးရှိတယ်အရာဝတီမြစ်တန်လင်းမြစ်ချင်းတွင်းမြစ်စစ်တောင်းမြစ်အဲ့ဒီမြစ်တွေတဲကကြီးဟာတောင်ကနေမြောက်ကိုစီးမယ်အရှေ့ကနေအနောက်ကိုစီးမယ်အနောက်ကနေအရှေ့ကိုစီးမယ်မြောက်ကနေတောင်ကိုစီးမယ်အဲ့ဒီမြေကြီးတွေစီးစင်းနေတယ်လို့တို့မြန်မာတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မြမသွေးကိုမြစ်လိုသဘောထားရင်မြမဆိုတဲ့သွေးမြစ်ဟာ ချင်းတောင်တန်းကြီးတွေပေါ်မှာလည်းစီးမယ်။ရခိုင်ရုံးမမှာလည်းစီးမယ်။ချမ်းတောင်တန်းကြီးတွေ၊နာဂတောင်တန်းကြီးတွေ၊ပဲခူးရုံးမတောင်တန်းကြီးတွေမှာလည်းစီးမယ်။မြမမကြီးရဲ့နေရာအနှံ့မှာမြမသွေးမြစ်တွေဟာနေရပြီးစီးစင်းနေမှာပဲ။ဒါကြောင့်မြမဘောလုံးအတင်းချုံနေဆိုတာမမချားခြင်းဘူး။ရှုံးလေခဏပဲ။နောက်ပြန်နိုင်ရမှာပဲ။ကိုရိုနာကြီးစကားဆုံးတော့မြန်မာနဲ့စင်ကာပူတိုက်ကားဖလားပထမအကြော ီပီးဖိုင်နဲ့မလေးရှားမြန်မာကမ်းပြီးပထမဂိုးကိုစင်ကာပူသွင်းလိုက်တော့ကိုဒေါနာနဲ့ PPG ပြိသက်ငြိမ်သွားကြသည်မြန်မာခြေပကိုပြန်သွင်းလိုက်တော့ကိုဒေါနာအာရပါရအော်လိုက်သည်ငါပြောတယ်မဟုတ်လားမြန်မာဆိုတာရှုံးခဏပါလို့နောက်ဆုံးဘောလုံးပွဲပြီးတော့မြန်မာဘောလုံးအသင်းစင်ကာပူကို၄-၃ဂိုးဖြင့်ရှုံးသွားသည် ပေါ်လုံးမဲလာကြည့်ကြတဲ့သူများပြန်သွားကြတော့ကိုဒေါနာတို့မောင်နှမတစုသာကြံခဲ့ကြသည်တယောက်နဲ့တယောက်စကားမပြောဖြစ်ကြကိုတွေးနှင်းကိုငင်းနေကြသည်နားများလေးတွင်လေကိုဒေါနာပြောသည်မြမဆိုတာရှုံးနေခဏပဲဆိုသည့်စကားကိုသာအထက်ထက်ပြန်ကြားနေကြသည်အားလုံးမဟင်းကစားကြမယ်ဟိအဖအကောင်းဆုံးဖြစ်အောင်ချက်ထားတယ်ခါတိုင်းအဖဆောရင်ကငွေငါစားမယ်ဟိဟု ခေါ်တန်ကြားလျင်မောင်နှမတွေ အားရပါရထပြေးပြီးစားကြသည်အခုတော့အားလုံးမထကြအဖဆိုးရင်စဉ်းစားလိုက်သည်ငါမုံဟင်းကအရသာပြက်လေရောသလားအဖမုံဖက်အနေငယ်ကို မုံဟင်းရဆန်းပြီးစားကြည့်သည် မုံရတာကောင်းနေစေတို့တော့သားသမီးမင်းများ အားရဝမ်းသာမစားကြရတော့အဖစိတ်မကောင်းမုံဟင်းကပကံအတွင်းမှာမုံဟင်းကများခွေးစာကွက်တဲထည့်လိုက်တော့ခွေးကအားရပါရစားသည် ကိုကိုခွေးခါလေးမုံဟင်းငါကိုစားလိုက်တာသူမြမဘောလုံးအတင်းချုံးတာစိတ်မကောင်းမဖြစ်ဘူးလားမသိဘူးကိုရောနာကြီးညီငယ်ဆုံးဒုံးနှစ်သားလေးမောင်တစ္ဆာကြီးအတန်ဖြစ်သည်ကိုရောနာသူညီငယ်လေးရဲ့ခေါင်းကိုနှစ်သိမ့်စွာပုတ်ပေးရင်အော်ညီလေးရဲ့တိတ်ဆန်းဆိုတာမြမမကြီးကိုချစ်ရဖို့သူဘယ်လာတိမှလဲမောင်စိန်လိုင်းဟုတ်တာပရိမအယက်ကကြံစစ်သားလို့ညီရတဲ့ဝိတုတူလေးကိုလည်းဖတ်ပြပေးခြင်းပါတယ်ခင်ဗျာနာတော်တာရှင်ပြေးကြပါအောင်ခင်ဗျာ ရင်ထံဆက်သပြီးဝေတာလီနဲ့ပကံပြီးရွှေလန်းငွေလန်းဖောက်ဖို့ပါဗျာ။နော်ရထာဟုသောပွဲမြီတော်ကိုချားလိုက်ရသည်နှင့်ဝေတာလီဘရင်မငင်းနိုင်မငင်းတင်မှန်သိသည်။ပကံနှင့်ဝေတာလီဆက်သွယ်မိလျင်ပကံအလှကြောင့်ဝေတာလီပို၍လှနိုင်သည်ပို၍အေးချမ်းနိုင်သည်။ကြားတာကြားဖူး၍မရောက်ဖူးသောပကံကြားတာကြားဖူး၍မမြင်ဖူးသောပကံအလှကိုပင်စကလေးယာနီရောက်ရပြီ။ မြင်ရပြီးဒီပဲရောက်သည့်အချိန်မှစတင်ပြီးစိတ်ကူးရင်ခဲ့ရသောဗကံပြည့်ရှင်ဤမိဖုရားဘဝယခုတော့ရောက်ရပြီပြီဘယ်သူ့ကိုမှမရှိခဲ့ဘူးတာကြောင့်ဘယ်သူ့ကိုမှမချစ်ဘူးသောအချင်းနှင့်မောင်နှောအနောယထာကိုချစ်ပါသည်တာယောင်ကဲ့သို့အေးချမ်းသော မောင်နှောအနောယထာ၏ရင်ဝင်မှာခိုဝင်မြှင့်ဆက်ရတာအေးချမ်းပါသည်ပြင်းနိုင်လျင်မောင်တော်ဤမျက်နှာကိုမျက်တောင်မခတ်ဖဲကြည်နေခြင်းပါသည်အကယ်၍များမောင်တော်အမျက်တော်ရှာခဲ့လျင် စိတ်ကူးယုံရှိသေးသည် ်ပင်စကလေးယာနီဤဘာပြင်းနုနုပေါ်သို့ညည်ရီဦးများနင်းကြသလိုစီဆင်းလာသည်မောင်တော်ဘရင်ကိုချစ်လွန်းလိုကမဲတော်ဝေတာလီဘရင်နှင့်မဲတော်ကိုခွဲပြီးပကံမာလာရောက်ပြီးမောင်တော်ဤဘုံကံရိတ်နှင့်မေတ္တာရိတ်မှာကိုလုံရပါသည်ဘယ်ချိန်ဘေကာလမှာဖြစ်ဖြစ်နံဘဝဆိုတာရှိလျင်နောက်ထပ်ချစ်ပြီးမခွဲပြရစေနဲ့မောင်တော်ရဲ့ နော်ရထာဘီရင်ကလည်းပင်စကလေးယာနီကိုချစ်ပါသည်အစားသောမိဖုရားများထဲကောင်းခြင်းငါးပြားပြည့်စုံ၍ပို့လို့ပင်ဆေးရပါသည် အရာရာအလိုက်သိပါသည်ဗုဒ္ဓဘာသာကိုကြင်ညိုကန်ဆိုင်သည်ဘရင်အမိန်တော်အခေါ်လွှတ်တာကြောင့်ရာဇတမန်အမတ်ကြီးအခစားဝင်လာရသည်အနော်ရထာဘီရင်ဤမျက်နှာတော်ကြည်လင်ဝင်းပါနေသည်အမတ်ကြီးပင်စကလေးယာနီမိဖုရားပကံပြီရောက်လာတာကာလအတော်ကြာနေသည် တောင်ညာစံဒီဝီမဟေတီမီဗျားမြောက်ဖို့အချိန်တန်မီမောင်းမင်းဗာဇတမန်အမန်တလုံးတပါရမှ ပြန်မပြောခေါင်းကိုနားထောင်နေသည်စိတ်ထဲကတော့တွေးနေသည်ဒီမီဗျားဝေတာလီကခေါ်လာတော့ငါတော့ငါ့ဘောဆက်ဆန်တာတမျိုးအခုမီဗျားဖြစ်သွားတော့တမျိုးအခုတခါဆက်ပြီးတောင်ညာစံဒီဝီမီဗျားဖြစ်ရင်အတွေးကိုရက်ပစ်လိုက်သည်မှန်လားပါအရှင်မင်းကြီးဗျာတင်ဆကလေးယာနီဟာဝေတာလီဘီရင်ရဲ့တွေးဖြစ်ခြင်းမှဖြစ်မှာပါဗျာ ်အကြားလိုသောစကားကိုကြားလိုက်ရ၍နှောက်ထားပြင်းယာဇမန်တက်သွားသည်အချစ်ကြီးတော့အမျက်ကြီးပေမပေါ်အမကြီးတင်စကလေးရနေမိဖုရားကို မရိမအရက်တို့ပို့လိုက်အဘယ်အကြောင်းကြောင့်အဘယ်အဖြစ်ကြောင့်တင်စကလေးရနေမရိမအရက်တို့ရောက်ခဲ့ရသည်ကိုမသိရမိပိုင်ခွင့်လည်းမရှိ နေစဉ်နေစဉ်မရိမမှဗကံပြီတို့ကြည်ပြီးညှိချရတာကအကျဉ်းချင်းမိမိအတိတ်ကံတရားကြောင့်ချက်ရသူနှင့်ခွဲခွာရမည်ဟုစူးစမ်းဖြေပါသည် ဖရာဖရာငါကလောကဒဏ်ကိုခံနိုင်ပြီမဲ့ငါရင်ထဲက၃လရှိပြီဖြစ်တဲ့ရင်သွေးဒါတော်လားတမီတော်လားညည်ရီကြာလာသည်သူခမဲတော်ကိုတောင်းမှ ခမဲတော်လို့ခေါ်ပိုင်ခွင့်ရှိပါမလားအိုးအဖြစ်ဆိုးလိုက်ပါပြီကွယ်ဒီလောက်ထိမစိမ့်ကမရက်ဆက်တင်ပါဘူးပင်စကလေးယာနီကိုတော့မုန်းချင်မုန်းပါဒါတော်လေးဒါမှမဟုတ်တမီတော်လေးကိုတော့ချစ်ပါသနာပါကရုဏာထားပေးပါ တင်းစကလေးယာနီမင်းသမီးမရိမအရက်သို့ရောက်ပြီး6လလောက်ကြာအခါမဟုတ်မိုးတွေရွာလေတွေတိုက်ငလျင်လို့တော်လဲထူးခြားသည့်အဖြစ်တွေဟာဘာလဲပုံနာလို့ငါရဲ့ပကံအတွက်ကောင်းကြိုးလားဆိုးကြိုးလားအားလုံးငြိမ်နေသည့်ကြားမှာဘေးရင်ဆရာအင်တန်တော်ရဲ့ပုံနာဤအတန်ထွက်လာသည်မှန်လားပါအရှင်မင်းတရားကြီးဖေဟာတချိန်ပကံပြီးမှရှင်ပြင်းဖြစ်လာမယ်မင်းသားဟာမရိမအရက်မှာပြိတ္တရီရှိနေပါပြီဖေဟာ နှွေထားပြင်းတုံလှုပ်သွားသည်မရိမမှာငါကိုအန်တူပြီးတကံမှာဘရင်ပြုတ်လုံးမိမင်းသားကိုပရိတ္တိရှိနေပြီတဲ့မင်းကြီးများမရိမမှာရှိတဲ့ကိုဝင်ဆောင်တင်မှန်သည်မြန်းတော်ကိုခေါ်စီပရိတ္တိဆောင်ထားတော့မရိမအရမမိခင်အားလုံးပကံရောက်လာရသည်အချိန်ချင်းမျိုးရိုးဇာတိကိုစစ်ဆေးသည်သူကြမှုရှိမလားပင်စကလေးယာနီကတော့ဘရင်အမိန်နဲ့နှင်ထား၍မိသည့်အမတ်မှမခေါ်ရဲတော့လေကြံရစ်သည် လာပညာတညာပင်စကလေးယာနီမင်းသမီးကြည်လင်နေတဲ့မိုးကောင်းငင်ကြီးကိုကြည်နေမိသည်နှုတ်မှလည်းမောင်တော်ရဲ့တလောကလုံးမှာရှိတဲ့အလွမ်းအမှန်သမျှပင်စကလေးယာနီရဲ့အဖြစ်ဟာချဲကျွေးလေးကိုပန်းလိုကောက်သည်ပြီးခေါင်းမှာပန်းကျင်တဲ့သူယူမရဲ့အဖြစ်ပါလားနေထွက်နေတဲ့ရေတက်နေတဲ့နေနဲ့အချိန်ငလျင်လှုပ်ပြီးမိုးတွေရွာလေတွေတိုက်ပင်စကလေးယာနီအန်ကျိတ်ထားသည်နှစ်ဖူးမှချွေးသီးချေးပေါက်တွေထွက်လာပြီးမြင့်ထန်တဲ့ဝေဒနာကိုခံစားနေရသည် ဟဲတားတော်လေးတော်ချစ်စရာကောင်းလိုက်တာဝမ်းဆွေးရတန်မှာ တားတော်လေးဟူသောစကားကိုကြားလိုက်ရသည်နှင့်သင်္ဆကလေးယာနီနာကျင်သောဝေဒနာမှန်သမျှပျောက်သွားရသည် အရာအလုံးကိုမေ့သွားသည်တားတော်လေးတားတော်လေးမမေ့ရအငငယ်နေတဲ့စိတ်တွေကို ဖြည့်ပေးမဲ့တားတော်လေးကိုကိုကိုမှာအားပေးလို့မစုံအငငယ်စိတ်တွေဝင်လာသည်တားတော်လေးကသူ့ခမဲတော်ရှင်မင်းကြီးကိုအားရပါရခမဲတော်လို့ခေါ်ခွင့်ရှိပါမလား ပရိသေမှာကမ္မဇလီလှုပ်ရှားတော့တခါငလျင်လုံးတော်လဲမိုးရွာလီတိုက်အခုသားတော်လေးကိုဖွာမြင်တော့ရခင်အတိုင်းထူးခြားမှုများထပ်ဖြစ်လာပြန်ပြီစိတ်လူရှားနေသူကပကံပြည့်ရှင်အတော်ယထာအမတ်ကြီးတို့ခိုးရခင်ဖြစ်တဲ့အတိုင်းထပ်ဖြစ်ပြန်ပြီဘာကြောင့်ဖြစ်ရတာလဲမှန်ရာကိုတတော်ဥတင်မချွင်းမချန်နဲ့မိုးချုံတန်ကဲ့သို့အတော်ယထာဘရင်ရဲ့အတန်အားလုံးတိတ်နေသည့်နန်းတော်မျက်နှာကျမှာ ပင်မြောင်ဆုပ်ထိုးတဲ့အတိုင်းသားကြားနေရသည်အမတ်တို့စကားမပြောတတ်တော့ဘူးလားပြောစမ်းပါငါကိုတော်မြတ်အမြန်သိချင်နေပြီအရှင်မင်းကြီးထားလျင်လည်းရှင်ရပါမည်တက်လျင်လည်းတည်ရပါမည်ဗကံမှာရှင်မင်းရင်လုပ်ပြီးသာသနာပြုမဲ့မင်းသားဟာမရိမ့်မမမွေးဖွားပြီးပါပြီဖရာပုံနှဖြူဤလျှောက်တင်တဲ့အဆုံငါကိုတော်မြတ်ကို အန်တုပြီးရှင်ဘရင်လုပ်အောင်ပါလေလားအမတ်တို့မရိမ့်မမမွေးဖွားပြီးကလေးနဲ့မိခင်မှန်သည်မြဗကံကိုခေါ်ပြီးညိုညိုစာတိကိုစစ်ဆေးစီ ဝေဖာပိစာကလေးနှင့်ညီငင်မှန်သည်။ပကံကိုခေါ်ပြီးအချိန်ချင်းစစ်ဆေးပါသည်။သို့တော့ထူချမှုမရှိ။တင်စကလေးအာနီကိုတော့မြေသူမျှမခေါ်ရဲ။ဘရင်နှင်ထားတော်လေကြံရစ်သည်။ပကက်တွင်မှဖြူစင်တန့်ရှင်းနေသောသားတော်လေးကိုမျက်နှာလေးကိုကြည့်ပြီးတင်စကလေးအာနီညည်ရီကြလာသည်။အပြစ်ကင်းလာတော့ဒါတော်လေးအနာကက်သည်လာပါမလားကြမ်းတမ်းမလားဒါတော်လေးရဲ့ဘဝအေးချမ်းပါစေလာပါပါစေ အချိန်ကာလတွေယာတီတွေအလီလီပြောင်းလာတော့တားတော်လေးပင်ဆယ်နှစ်တာခန့်ရှိလာပြီ။ဒေဝင်းထဲမှာနှာချောင်းသားတွေစုပြီးနှာချောင်းရင်အဖေချောင်းအမေချောင်းပြောကြရတော့အမေချောင်းကိုတော့ပြော၍ရသည်။အဖေချောင်းကိုတော့ပြော၍မရ။တားတော်လေးခမဲတော်ပဲသူလေ။မရိမရဲ့နတ်သားရဲ့ညတညကောက်ဦးပေါ်လူမုံစမ်းများထောင်းနေကြတဲ့အချိန်မဲမဲကလက်စုံလေးကမုံစမ်းကို မှုရေးပြီးတော့သားတော်ကကြပွေးနဲ့ထောင်းရသည်မြင်မသောအရဲ့ ြည်ကြည်သောဥပရိယုတ်မှန်မာသောလက်ချောင်းများခမည်းတော်အနော်ယထာနှင့်တူလာသည်အိမ်မရောက်လာသောတားတော်လေးကိုယနေ့တိုင်းတင်ဆကလေးယာနီ ကလေးတယောက်လိုမြင်သည်တားတော်လေး၏ပါဆက်အတွင်းသို့ပုံစံကိုခွန့်ကြွေးရင်းတားတော်လေးကြီးလာရင်ဘာလုပ်မလဲစစ်သူကြီးလုပ်မယ်စစ်တိုက်မယ်မယ်မယ်လက်ထဲမှာပုံစံများလွတ်ကျသွားသည်ဖျားဖျားအချိန်တန်တော့သွေးကစကားပြောလာပြီပဲရာဇသွေးစစ်သွေးပဲပဲ မမေတားတော်ရဲ့ခမဲတော်ကဘယ်သူလဲပြောပါခမဲတော်ဘယ်သူလဲလို့မိတိုင်းမိတိုင်းမမေမျက်ရည်တွေပဲကြာနေတယ်တားတော်မှာခမဲတော်ရဲ့လို့ပြကြရမရှိလို့လားဟိုနွားចောင်းသားတွေကပြောပြောနေတဲ့တားတော်ကလင်းကောင်မပေါ်ပဲမွေးလာတဲ့တားလားမမေဒုက္ခတစ်ခုလုံးအိုထိန်ဆက်ကဲ့သို့လဲသွားပါသည် ရှင်ထဲကိုမိုးချိုးပြစ်လိုက်တယ်လို့တုံလုံးနာကျင်သွားသည်မျိုးလုံးဝင်အတွင်းမှမျက်ရည်များဒလဟောစီးဆင်းလာသည်ကိုထိန်ရင်တားတော်လေးဤလက်ကိုဖမ်း၍ဆုပ်ထားသည် သားတော်လေးတိတ်တိတ်ချင်းနေတဲ့သားတော်တိတ်တွေ့ချင်းနဲ့သားတော်ရဲ့ခမဲတော်ဟာပကံပြည့်ရှင်အနော်ယထာအံ့ဩတုံလို့သွားသည် ဟုတ်မဟုတ်ပါမလားအနော်ယထာဆိုတာကရှင်ဘုရင်ငါကနွားចောင်းတာမေတော်ကိုအချိန်ကြီးမေးရသည်ဆိုနေအကွဲတော်အတန်နဲ့မေတော်ငိုနေရင်အကြောင်းဆုံးပြောပြရသည်ခြေဒီပေါင်းမြောင်များစွာနဲ့ပကံပြည့်သည်လာပနေသည် စီတန်ဒေါသန်အင်းနဲ့ချက်ပြန်မကြစီကားလာသည်ဇွန်ခန့်သည့်ယဟန်များကိုရင်များဇွန်ခန့်ကြွားတဲ့နနဲ့အချိန်အချိန်ဘက်ကနေဝန်းဒီကလည်းဘာသာသာသနာထုံးလင်းတာကိုကြည်ညိုရွေလာမသိပကံကိုအလင်းရောင်အပြည့်ဖြန့်ထားသည်ကြည်ညိုဖရာကိုရင်လေးတပါစက်ခုံတွေချ၍ကလန်းညင်းဇွန်ခန့်ရင်အနှောထဘရင်ဤနိုင်ရင်ရှေ့ရောက်လာသည်ဤမြင်ဝင်းကိုမြင်လိုက်သူကပကံပြည့်ရှင်အနှောယထကြည်ညိုစရာကောင်းလာပါပြီနှုတ်မှလည်းရက်တော်မူပါဗျာ ကိုရင်လေးခြေစုံရက်နေသည်အနှောရထားပြင်နန်းဦးလေကမှတလန်းချင်းကြွရင်ကိုရင်လေးရက်နေတဲ့နန်းရင်ပြင်စီရောက်သွားသည်နားရောက်သည်နှင့်မတ်တက်ရက်လေးရဲ့လက်ရှက်ရှိခိုးရင်ကိုရင်လေးဘယ်အရွက်ကဆုံးခံကြွပါသလဲဖျားမရိမအရက်ကပါအရွယ်ကငယ်ပင်ပဲတင်ငန်းဝတ်ထားရတော့ချီညိုစရာကောင်းလာတာကတော့အမှန်ဘာအကြောင်းကြောင့်ကိုရင်ဝတ်ရပါသလဲဖျား မေမေကပြောတော့ကိုရင်ရဲ့ခမဲတော်ဘုံကံကြည်ပြီးတမ်းမိသားရဝပြောအောင်ကိုရင်ဝပြီးဆူတောင်းပါဆိုလို့ဝစ်တာပါအနော်ထားပြင်စဉ်းစားသွားပြီခမဲတော်ဘုံကံကြည်ပြီးတမ်းမိသားရဝပြောအောင်နဲ့ကိုရင်လေးရဲ့ခမဲတော်ကဘယ်သူလဲကိုရင်လေးမဖြစ်ခေါင်းငုံပြီးငြိမ်နေသည်ရင်ခုန်နေ၍လာမသိပေတပိတ်ပိုက်ထားတဲ့လက်များတုံနေသည်ကိုရင်လေးရဲ့လက်ထဲမှာတပိတ်ကိုယူလိုက်ပြီးကိုရင်လေးတပိတ်တော်ရှောင်းနေတယ်လေကိုရင်လေးရဲ့ခမဲတော်ဘယ်သူလဲဖေဟာ မဖြေပြရစေနဲ့တကားတော့ဘယင်မင်းမြတ်ကိုရင်လေးရဲ့နှလုံးဝင်အတွင်းမှာညှိအများစီးကြလာသည် ကိုရင်လေးတပည့်တော်လိုဘုံမီနေလာတောက်ပါတဲ့ဘယင်တပါမေးတာကိုမှမဖြေရင်ကိုရင်လေးဘယ်သူမေးတာဖြေမှလဲအနေငယ်တော့ဒေါသတန်တော့ပတ်သွားပါသည်ထို့ကြောင့်အတန်ကမာသွားသည်ကိုရင်လေးရဲ့ခမဲတော်ဟာဘယ်သူလဲဖြေပါကိုရင်လေးရဲ့အတန်အနေငယ်နှိမ့်မေးသည်ကိုရင်လေးမျက်လုံးအိမ်မှာညည်ရင်များစီးကြနေရင်ကိုရင်ရဲ့ခမဲတော်ဟာပကံပြည့်ရှင်ပြင် အနော်ယထာပဲဟင်ဟုတ်မဟုတ်ပါမလားနာကြများမှားလီရောတလားဒါဒါဒါဖြင့်ကိုရင်လေးရဲ့မေတော်ကရောမရိမအရက်မှာဆင်းရဲချိုးတဲ့စွာနေရတဲ့မေတော်ပင်စကလေးရနေပဲဖြစ်မှဖြစ်ရလိမ့်နှုတ်မှတဖွားဖွားယူနေမိသည်တုံလုံးနေတဲ့ကိုရင်လေးရဲ့လက်များကိုနှစ်သိမ့်စွာဆုပ်ထားရင်းကိုရင်လေးရဲ့လူအမိကဘယ်လိုခေါ်တလဲ ချထားတဲ့မျက်လွာကိုပြင်၍နောယတာဘရင်၏မျက်နှာကိုဂျင်းနူအားကိုစွာကြည့်ရင် ခမဲတော်ကတိုင်းပြည်ကခေါ်ခိုင်းနိုင်ခေါ်ခိုင်းနိုင်ဘယ်သူကမှမခေါ်ရဲလို့ကြံကြံရစ်ခဲ့တဲ့တာမှုမေမေကတနာပြီးကြံရစ်သားလို့ခေါ်ပါတဲ့ရှင်မင်းကြီးအားရှိသွားပြီခမဲတော်ရဲ့ခြေရာကိုနင်းမဲ့သားဘာသာသာသနာကိုမညှိုးနှွမ်းအောင် ခိန်သိမ့်မဲ့သားတိုင်းသူပြည်သားတွေကိုစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင်ဆောင်ရွက်မဲ့သားတိုင်းပြည်ကိုကျူးကျော်လာတဲ့ရန်သူမှန်သမျှကို တိုက်ထုတ်မဲ့စစ်သားဒါတော့ရေဒီနေ့ကစပြီးခမဲတော်ရဲ့မေတ္တာနဲ့မေတော်ရဲ့မေတ္တာရောမေတ္တာနှစ်ခုစလုံးကိုပိုင်စားရင်ပြီးပကံကိုလှပအောင်လို့ဖန်တီးမဲ့တိဆောင်မဲ့ခမဲတော်ရဲ့အားကိုးရတဲ့ချစ်ရတဲ့ကြံစစ်သားလို့ခေါ်ပြရစီတော့ကိုရင်လေးဤနှခမ်းများအပြုံးရိပ်တန်းသွားသည်စိတ်ထဲမှာလည်းမရိမအရက်မှာဆင်းရဲချွတ်တဲ့စွာနေရတဲ့မေတော်ပင်စကလေးရနီမမေကြီးဒါတော်ရဲ့အမိကခမဲတော်ရောမေတော်ရော ဖြစ်တဲ့တိုင်းပြည်ရဲ့တရားတော်စစ်ကိုစွန်းစွန်းတမန်ထမ်းဆောင်ရမယ်ကြံစစ်သားတွေဗျာမရိမဘက်မှာအဖော်မှတ်သောအော်ငှက်လေးတကောင်ပကံပြည်ဘက်သို့ပြန်တန်းလာနေတရားအနည်း60မြောင်တက်မတော်နေ့စံစစ်သားစစ်ကြောင်းမှစစ်ကြောင်းမှုဘုံမူကြီးတာအောင်ဒုတိယစစ်ကြောင်းမှုဒုတိယဘုံမူကြီးအေးဝင်းနဲ့စစ်တီတော်များအကုန်ပြုတ်လျက်မောင်စိန်လိုင်းအုတ်တာ ဒီကနေ့ဖတ်ပြရတဲ့ဝိထုတို့လေးကိုချိန်ပေးပြီးနာတော်တာရှင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါရခင်ဗျာနာတော်တာရှင်သူညီကောင်မောင်နှမများအားလုံးကာယစိတ်ဓာတ်မပြောင်းသောဒုက္ခများနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်းတောင်းရင်နောက်ထပ်ဝိထုတို့များမှာပြန်လည်ဆုံတွေ့ကြပါကြလားခင်ဗျာ